င်ချမ်းမြေတွေ stock share ရတွေဟို casino တွေ media ဆက်ဆံရေးတွေအဲ့လိုမျိုးအမြဲတမ်းလူရှားပြောင်းလဲနေတဲ့သဘောတူညီချက်တွေနဲ့ပြည့်နေတဲ့လောကကြီးကိုခဏလောက်မြင်အောင်ကြည့်လိုက်ကြရအောင်ခင်ဗျာဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့အသွင်ကြကြဆွေးနွေးကြမယ့်အကြောင်းကတော့နောက်ထောင်သူဒီယူကပေးပို့ထားတဲ့အရင်အမြစ်ပါနဖန်ကူ80ခုနှစ်ကထုတ်ခဲ့တဲ့ Donald Trump ရဲ့အရန်နာမည်ကြီးဆောက် The Art of the Deal ထဲကကောင်းလို့ချက်တွေပေါ့อืมဆိုတော့ဒီစာအုပ်ထဲမှာဖော်ပြထားတာတွေအရာ သူ့ရဲ့အောင်မြင်မှုတွေရဲ့တကယ်နောက်ွယ်ကအကြောင်းရင်းကသူ့ရဲ့ပင်ကိုရှေ့ကလာသူတုံးကြတဲ့နီးပြူအားတွေအကြောင်းလားတမမုတ်ကန်တရားကြောင့်ပဲလားဆိုတော့ဒီတဲ့အချက်လက်တွေပေါ်မူတည်တည်ဆွေးနွေးကြည့်ကြပါပါဟုတ်ပါတယ်အဲ့ဆာအိုကတော့လေလမ်းညွန်ဆာအိုပုံစံမျိုးတင်ပြထားတာပေါ့နော်ဒါပေမဲ့အရေးကြီးတာကဆာဖတ်သူကိုလေကိုဦးနှောင်းနဲ့ကိုစဉ်းစားဖို့အဲ့လိုမျိုးတတိပေးထားတာမျိုးလည်းတွေ့ရတယ်ဟုတ်ကဲ့ ဒီနေ့ဆွေးနွေးကြမယ့်အပိုင်းမှာတော့စာအုပ်ထဲကအဓိကအတွေ့အခေါ်ဒီဟိုသဘောတူညီချက်တွေဖြစ်အောင်လိုသွားတဲ့နီလန်းတွေနောက်ွယ်ကမှတ်သားစရာအဖြစ်ပြက်တွေကိုစာအုပ်ထဲမှာသူဘလို့ဖော်ပြထားသလဲဆိုတဲ့အတိုင်းလစ်လာကြည့်ကြမှာပေါ့သူ့ရဲ့ချင်းကပ်ပုံကတမားရိုးချစီပိုင်းတမားတွေနဲ့ဘလို့ကွာချနေတယ်လဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲတော်တော်စိတ်ဝင်စားဖို့ကောင်းနေဒါဆိုရင်သူ့ရဲ့စိတ်နဲ့သဘောထားနဲ့လောက်ခိုင်ပုံနဲ့စာကြည့်ရအောင်သူကလေသဘောတူညီချက်တွေကို အနုပညာကခုလိုလောတာတဲ့ပိုက်ဆိုင်သွဲကြီးမဟုတ်ဘူးလို့ဆိုတယ်อืมပြီးတော့အဲ့ဒါနဲ့အတူ think big ပေါ့ကြီးကြီးကျယ်ကျယ်စဉ်းစားဖို့ကိုအရန်လေးပေးထားတယ်သူပြောတာကလူများစုကအောင်မြင်မှကြောက်လို့ဆုံးဖြတ်ချက်ချမှကြောက်လို့တေးတေးလေးပဲစဉ်းစားကြတာများတယ်တဲ့ဟုတ်ကဲ့အဲ့ think big ဆိုတဲ့အယူအဆကသူ့ရဲ့အဓိကမောင်းနှင်အားတစ်ခုလို့ပြောလို့ရမယ်ထင်တယ် ဒါကယီမန်ချက်ကြီးတာကိုကိုကိုယုံကြည်မှုအပြည့်ရှိရတယ်နဲ့ဆက်ဆက်နေရပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒါနဲ့အတူပဲသူတုံးခါတဲ့စကလုံးတစ်ခုရှိတယ်ထိန်းချုပ်ထားသောစိတ်အာရုံစူးစိုက်မှုလွန်ကဲခြင်းပေါ့ controlled neurosis လို့သူခေါ်တယ်อืม controlled neurosis အဲ့ဒါကဘလို့ပြောမလဲအောင်မြင်မှုရဖို့အတွက်အရန်ပြင်းပြင်းထန်ထန်တွန်းအားပေးတယ်တခါလေကြတဲ့ဆွဲလမ်းမှုအဆင့်လောက်ထိဖြစ်သွားနိုင်တဲ့အာယုံစူးစိုက်မှုမျိုးကိုဆိုလိုတာပါ ။စာအုပ်ထဲမှာတော့ရေးထားတာကပိုပျော်ရွှင်တဲ့ဘဝတော့ရချင်မှရမယ်။ဒါပေမဲ့လိုချင်တာကိုရဖို့တော့ဒါကအသွုံးဝင်နေဆိုတဲ့သဘောမျိုးပြောထားတယ်။သူ့ရဲ့လွတ်လွတ်ပုံကလည်းနည်းနည်းထူးဆန်းတယ်နော်။ "तू အချင်းစရာတွေသိမဆွဲဘူးလွတ်လွတ်လပ်လပ်ပဲလုပ်တယ်"လို့ပြောတယ်။ဒါပေမဲ့ကထက်မှာကျတော့လည်းမနေ့6နိုင်ကနေညာတန်းခေါင်ညီပါအထိအလုပ်တွေရှုပ်နေပြန်တော့။ဟုတ်ပါ။ဖုန်းခေါ်ရတယ်အစည်းအဝေးအတိုးလေးကနေတနေ့ကိုဖုန်းခေါ်တာအနည်းဆုံးအချင်း90ကနေ100ဆိုတာ။အင်းမနေ့ဘူးနော်။ဟုတ်တယ်တတ်တော်များတယ်။ ဒီလိုပြင်းချန်တဲ့လောပုံစံကသူပြောတဲ့ဟာ controlled neurosis နဲ့ဆက်စပ်နေမလားပဲဖြစ်နိုင်ပါတယ်သူကပုံသေးစံနဲ့ဖွဲ့စည်းပုံတွေအချိန်ဇယားတွေကိုမကြိုက်ဘူးပြောင်းလဲပြန်လည်ရှိတာနဲ့လက်ရှိအခိုက်အတန့်ကိုပဲအာရုံစိုက်တာကသူ့ရဲ့အဓိကလုံနေလုံဟန်ဖြစ်ပုံရတယ်အဲ့ဒီလိုပုံစံတိတ်မကြိုက်တဲ့ချင်းကမှုကသူ့ရဲ့အဓိကမူဝါဒတွေသူ Trump cars လို့နာမည်ပေးထားတဲ့အချက်တွေမှာလည်းထင်ထနေတာအတွေ့ရတယ်လीဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီ Trump cars တွေကိုကြည့်ကြည့်အောင် think big ပြီးတော့ note တစ်ခုကဆုံးရှုံးနိုင်ခြေကိုကာကွယ်ပါတဲ့ protect the downside ပေါ့စီဝါရဲ့လို့ရဲ့ရှေးကိုဆိုင်ရမယ်အဆိုးဆုံးကိုကြိုတွဲထားရမယ်လို့ဆိုတယ်ဒါကလည်းတွေ့မှာဘလို့တောင်းခဲ့လေမြတ်အာ swift and village ကိစ္စကဥမာကောင်းတစ်ခုပဲစင်စနာတီမှာလေပြဿနာတွေဖြစ်နေတဲ့အဆိုးရပန်းတိန်းထားတဲ့အင်အားစီမံကိန်းကြီးကိုသူကဈေးပေါ်ပေါ်နဲ့ဝယ်လိုက်တယ်ဟုတ်ကဲ့ပြီးတော့အဲ့ဒီမှာတီတီတာတာပိုက်ဆံဖြန်းစိုက်ပြီးတော့ဖြစ်နေတာယာုံလုံးလိုက်တယ်ဆိုတော့ငားဈေးလဲပိုရလာတဲ့အခန်းလေးလဲပြန်ပြေးလာတယ် ရေးကြီးတာကအဲ့ဒီပဝင်းချင်းအချင်းတွေကပြတ်မဆိုးလာခင်အကျိုးမျက်ရှိနေတော့မှလည်းအချင်းကိုက်ပြန်ရောင်းထုတ်နိုင်ရတာလေ။ဟွန်းဒါကတော့ protect the downside ပေါ့။ဟုတ်တယ်။ဒါကအစိုးဆုံးကိုကြိုတွေးပြီးကာကွယ်ခဲ့တဲ့သဘောပေါ့။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာက तू ကိုယ်တိုင်ပဲဒီစီးမြင့်ကိုချိုးဖောက်ခဲ့တယ်လို့စာအုပ်ထဲမှာဝန်ခံထားတဲ့ကိစ္စတခုရှိလေ။အဲ့ဒါ USFL လေ American Ball Only ။အော် USFL ။ဟုတ်ကဲ့။ဟုတ်ကဲ့။ဟုတ်တယ်။ ရှုံးနေတဲ့အတင်ရှုံးနေတဲ့ leak တစ်ခုလုံးကိုသူကဝယ်လိုက်ပြီးတော့အင်အားကြီးတဲ့ NFL ကိုစိန်ခေါ်ဖို့စ조사ထဲတာအဲ့ဒါကဒီ protect the downside ဆိုတဲ့မူနဲ့တက်တက်ယူစန့်ကျင်ပဲဖြစ်သွားတယ်။စောင်းထဲမှာသူတုံးထက်ထားတာကအဲ့ဒီတုန်းကသူ့ရဲ့ think big look ချင်တဲ့စိတ်ကဒီစီမင်းထပ်ပေါ်ပြီးအားသာသွားတယ်ဆိုတဲ့သဘောမျိုးဖော်ပြထားတယ်။ဒါကစိတ်ဝင်စားစရာပဲ။အတွေ့အခေါ်နှစ်ခုလွန်ဆွဲတာပေါ့။နောက်ထပ်မူလတစ်ခုကရွေးချယ်စရာများကို အများဆုံး fit အောင် လုပ်ပါတယ် maximize your options ပေါ့ဆိုလိုတာကပြောင်းလဲပြင်လဲရှိရမယ်တဘောတူညီချက်တစ်ခုတည်းကိုပဲအသေးစုတ်ကင်မထားရဘူးအဲအဲ့လိုမျိုးလားမှန်ပါတယ်ဥမာပြောရရင် pension thread ရထားလဲမြေကစောပေါ့အဲ့ဒီကိစ္စကဒီချက်ကိုခေါင်းငေါ်တည်ရဖို့တယ်အစပိုင်းမှာသူကအဲ့ဒီမြေနေရာမှာအလယ်လောက်ဝင်ွယ်ရှိတဲ့လူတွေအတွက်အင်ရီစောင့်ချင်ခဲ့တာဟုတ်ကဲ့ ဒါပေမဲ့မျိုးတော်ရဲ့ဗန္ဒာရဲ့ခြေနေရအဲ့ဒီအစီအစဉ်ကမဖြစ်နိုင်တော့ဘူးဆိုတာသိလိုက်ရတဲ့အခါသူကလမ်းကြောင်းချက်ချင်းပြောင်းလိုက်တယ်ဒီနေရာက convention center ဆောက်ဖို့အကောင်းဆုံးပဲဆိုပြီးအပြင်ထံ lobby လုပ်တယ်တင်ပြတယ်อืมဆိုတော့အစီအစဉ်တစ်ခုကိုအဆင်မပြေတဲ့အခါနောက်တစ်ခုကိုပြောင်းပြီးစဉ်းစားနိုင်တဲ့အဲ့ဒီပြောင်းလဲပြင်လဲရှိမှုကအရေးကြီးတယ်ဆိုတာကိုပြနေတာပေါ့ပြီးတော့ဒါကသဘောတူညီချက်တွေအများကြီးကိုတချင်တည်းမှာကင်ထားခြင်းအပြင်ကို့အတွက်အခွင့်လန်းတွေကိုပုံများအောင်လုပ်တာနဲ့လဲဆက်ဆက်နေပါတယ်နောက်တစ်ခုက ဇီးကွက်ကိုတီးပါတဲ့ know your market ဒီနေရာမှာ तू ကကျွမ်းကျင်သူတွေရဲ့အစီရင်ခံစားတွေစစ်တမ်းတွေတဲ့ကိုယ့်ရဲ့ visa စိတ်ကိုယ်တိုင်သွားဆိုစမ်းတာတွေကို ပိုအားကိုတယ်ဆိုတော့ဒါကနည်းနည်းတော့ထူးဆန်းတယ်လို့ပဲနော်ကောင်းပါပဲ तू က star yacht ပေါ်ကကိန်းကနန်နေချင်းဆောင်ရင်လူတွေနဲ့တိုက်ရိုက်စကားပြောတာနေရာတွေကိုကိုယ်တိုင်သွားကြည့်တာအဲ့ဒါတွေကနေပို့ပြီးတော့တိကျတဲ့ခံစားချက်မျိုးရတယ်လို့ယုံကြည်ပုံရတယ်ဟို swift and village ကိစ္စကိုပြန်ကြည့်ရင်တော့မှာ သူကအဆောက်အုံတွေကိုဘလို့ပြင်လဲရင်လူတွေပို့ကြိုက်မလဲဆိုတာကိုစာတန်းနေကြည့်ပြီးဆုံးဖြတ်ခဲ့ရမဟုတ်ဘူးလေကိုရင်စိတ်ကူးနဲ့လှုပ်ခဲ့တာမျိုးပါဒါကသူ့ရဲ့ကိုကိုကိုယုံကြည်မှုအပြည့်ရှိတဲ့ပုံစံကိုလည်းပြနေတာပါကောမပါဒီအခြေခံမှုတွေအပြင်သူ့တုံးတဲ့နီးဗျူဟာတွေကိုစက်ကြည့်အောင်အသားစီးရယူပါတဲ့ use your leverage ဒါကစိတ်ပညာတုံးတာလို့ပြောလို့ရမလားကိုမိုဒွန်ဟိုတယ်ကိစ္စမှာဆိုပိုင်းရှင်တွေကိုဟိုတယ်ပိတ်တော်မယ်လို့သတင်းထုတ်ပြန်ခိုင်းတာမျိုးလေအတိအကျပါပဲ။ အဲ့ဒီတဲ့ရင်ကြောင့်မြို့တော်အာနာပိုင်းတွေကဟိုတယ်အစုပ်ကြီးပိတ်ထောင်ရင်မြို့အလဲမှာအကြီးထက်မဲ့ပြဿနာဖြစ်တော့မယ်ဆိုပြီးတွေးလာအောင်သူ့ရဲ့ပြန်ဆော့မဲ့အစိုးပြချက်ကိုလက်ခံကျင်လောင်ဖိအားပေးခဲ့တာဟုတ်ဟုတ်ကဲ့သူ့ပြက်ကသူ့ရဲ့ကာစီနိုဆောက်လို့ရေးကပို့ပြီးနေပြီးအရှင်ရက်နေပြီးလို့ထင်နေတာကိုသူကအတုံးချခဲ့တယ်အဲ့ဒီထင်ကိုပို့ပြီးခိုင်မာသွားအောင်လုပ်ခဲ့တယ်ဆိုပြီးစာအုပ်ထဲမှာဝန်ခံထားတာရှိတယ်ဟွန်းဒါကိုတစ်ဖက်ကချင်းရင်လဲစားတာလို့မြင်နိုင်မယ်။ညီနိုင်မှုမှာ စိတ်ပိုင်းဆိုင်ရာအသာစီးရအောင်လုပ်တာလို့လဲဆိုနိုင်တာပေါ့နော်။ ဒါနဲ့ဆက်ဆက်နေတာကတီနီယာကိုမြင့်တင်မှာဆိုတဲ့အချက်ပဲ enhance your location ပေါ့ကြောင်ညာချင်းရဲ့အဆန်ကိုသူကတော်တော်ယုံကြည်ပုံရတယ် Trump Tower ကိုအင်မတန်ကြီးကျယ်ခန်းထားတဲ့အမတ်တန်စိတ်ဖြစ်အောင်လုပ်ခဲ့ပုံကဒီနီးဖြူဟာနဲ့အထင်ရှားဆုံးဥပမာပဲသူနာက Museum Tower ချက်စင်းညာကြီးပိုရခဲ့တာကကြောင်ညာနဲ့အမတ်တန်စိတ်ကြောင့်လို့သူကရှင်းပြတယ်လीဟုတ်ပါ သူကသတင်းစာတွေမီဒီယာတွေကစိတ်လှုပ်ရှားစရာကောင်းတဲ့တခါလေကြိုင်အငင်းသွန်းစရာဖြစ်တဲ့သတင်းမျိုးတွေကိုကြိုက်တယ်ဆိုတာကိုကောင်းကောင်းအသုံးချတတ်တယ်။ဟို Woman Ring မှာပမ်ပိုရုပ်တူတွေဖျက်ဆီးခဲ့တဲ့ကိစ္စလေ။အော်ဟုတ်ကဲ့။အဲ့ဒီမှာမကောင်းတဲ့သတင်းတွေအများကြီးထွက်ခဲ့ပေမဲ့အဲ့ဒီ publicity ကြောင့်တော့ Trump Tower တိုက်ခိုက်ရောင်းအားကျက်ခဲ့သေးတယ်လို့သူကဆိုလေ။ဟွန်းဒီအချက်ကသူ့ရဲ့နောက်မှုတစ်ခုဖြစ်တဲ့ပြန်လည်တိုက်ခိုက်ပါ fight back ဆိုတာနဲ့လည်းဆက်ဆက်နေတယ်။သူ့ကိုတစ်ခုခုလာတိုက်ခိုက်ရင်သူကပိုပြီးပြင်းပြထန်ထန်ပြန်တုံးပြန်တတ်တယ်။ ရှင့်နေ Roy ခုံးနဲ့ပတ်သက်တဲ့အဖြစ်အပျက်ကဒီသဘောကိုပြတာပေါ့ခွန်ကလူတွေအမြင်မှာအငင်းပွားစရာဖြစ်ပေမဲ့သူကတော့တစ္ဆာရှိတယ်အစိုးရကသူ့ကိုတရားစွဲတော်ရင်ဆိုင်တဲ့အခါခွန်ရဲ့အကူအညီနဲ့ပဲတိုက်ပွဲဝင်နေတယ်ဒါကခုခုကိုရှုတင်တာတွေပြန်ထိုက်ခိုက်တာတွေလုပ်ပြမယ်လေနောက်ဆုံးမှာတော့ကတိတီပါတဲ့ deliver the goods အဲ့ဒီအချက်ကအရေးကြီးဆုံးပဲလို့သူကဆိုပြန်ရောလူတွေကိုကြာရှည်လဲစားလို့မရဘူးအရေးတွေးကအရေးကြီးတယ်ဆိုပြီးတော့ Jimmy Carter နဲ့ Ronald Reagan တို့ကိုဥပမာပေးထားတယ်ခင်ဗျာမှန်ပါတယ် ။စောက်ထဲကသူ့ရဲ့သုံးသချက်အရာခါထာကရေရဲတော့စကလုံးနေနဲ့တမရဖြစ်လာပြီမြင့်လက်တွေမှာအလုံးမဖြစ်တာကိုလူတွေသိသွားတော့ဒုတိယတက်တန်းမှာရှုံးသွားတယ်။ရေဂန်ကတော့လူထုကိုနှပေါင်းများစွာဆွဲဆောင်နိုင်ခဲ့ပြီမြင့်နောက်ပိုင်းမှာသူ့ရဲ့ချင်းအစ်စ်အမန်နဲ့ပတ်သက်ပြီးမေးခွန်းတွေထွက်လာတယ်လို့သူကသုံးသပ်ထားတယ်။ဟုတ်ကဲ့ဆိုတော့ Trump Tower ရဲ့ဟို atrium လေးအတွင်းခရစ်မတ်ဆောင်ကြီးလိုမျိုးအရေးသွေးမြင့်တဲ့အရာလေးကိုတကယ်ဖန်တီးပြနိုင်မှရေရှည်မှအောင်မြင်မယ်လို့သူကဆိုလိုချင်တာပေါ့။ ဲ့ဒီ atrium ကိုခြားဆောက်လို့ရတမားတွေအတုမခိုးနိုင်ခဲ့တာကကုံကြားစိတ်အများများလို့ပဲတဲ့။ဒါကသူ့ရဲ့နောက်ထပ် move တစ်ခုဖြစ်တဲ့ကုံကြားစိတ်ကိုထိန်းချုပ်ပါကွန်တီနခေါ postcssora နဲ့နည်းနည်းလေးစန့်ကျင်နေတယ်လို့ထင်ရနိုင်ပေမဲ့ တကယ်တမ်းကအရေသွဲသွဲ့သုံးတင်းတဲ့နေရာမှာတော့သုံးရမယ်ဆိုတဲ့ပကိုလို့နားလည်ရမှာပါ။ကုံကြစိတ်ထိန်ချမှုကြောင့်ဆက်ပြောရရင်ဒါကိုသူ့အဖေစီကတင်ယူခဲ့တယ်။အသေးဖွဲကုံကြစိတ်လေးတွေကိုတော့ cruise site တယ်လို့ဆိုရဲ။ Woman Ring ကိစ္စကဒီအချက်ကိုတက်တည်ဖျားခဲ့တယ်မို့လား။ဟုတ်ပါတယ်။အဲ့ဒီကိစ္စကတက်တည်ပဲ။မျိုးတော်ကဒေါ်လာတန်းနဲ့ချီသုံးပြီး၆နှစ်လောက်လုပ်တာတော့မပြီးနိုင်တဲ့အလုပ်ကိုသူက လေးလအတွင်းမှာဒေါ်လာ3000အောက်နဲ့အပြီးတတ်နိုင်ခဲ့တယ်တော်တော်ကွာတာပဲဟုတ်တယ်ဒါကသူ့ရဲ့စီမံခန့်ခွဲမှုစွန့်ရီဘီရိုကရေစီရဲ့အာဏာချက်တီကိုအသုံးချနိုင်တာပြီးတော့ကုန်ကြစစ်ကိုထိန်းနိုင်စွမ်းရှိတာတွေကိုပြပြတာသာပြခဲ့တာပေါ့ဒီကိစ္စကသူ့ရဲ့နောက်ဆုံးမူဖြစ်တဲ့ပျော်ရွှင်ပါ have fun ဆိုတာနဲ့လည်းဆက်ဆက်နေနိုင်တယ်อืมသူကဝေထက်ဆိုင်သဘောတူညီချက်တွေလိုရတဲ့စင်ခေါ်မှုအနိုင်ရတဲ့ခန်းစားချက်ကိုပို့ပြီးနှစ်သက်တယ်လို့ဆိုရက်လေး ဆိုတော့ woman ring ကိစ္စကသူ့တပိတ်ဆိုင်ရတဲ့အလုပ်တော့မဟုတ်ဘူး။ဒါပေမဲ့စိန်ခေါ်မှုကအွန်လိုင်းလိုက်ခဲ့ပျော်ရွှင်မှုတော့ရခဲ့မှာတေးကြပါတယ်လေ။ကောင်းပါပြီ။ဒီမူတွေနီးဗျူဟာကွေလက်တွေ့မှာဘလို့လုတ်ဖြစ်ချေတယ်လဲဆိုတာကိုအထင်ကဲသဘောတူညီရတဲ့ခုနှစ်ခုလောက်ကိုနည်းနည်းပို့ပြီးအတွေ့အကြုံကြည့်လိုက်ကြအောင်။ Commodore Hotel ကို Grand Hyatt အထက်ပြောင်းလဲခဲ့တဲ့ကိစ္စကိုအရင်ကြည့်ကြမယ်လေ။ Grand Central Buddha ji be ga hotel ji တော်ရွယွယနေပြီဒါမဲ့တီနီယာကတော့အလွန်ကောင်းတယ်ပေါ့ဒီထက်ကအလားအလာကိုသူကဘလို့မြင်ခဲ့တာလဲခင်ဗျာသူကအစိုးရကအကောင်းရှာခြင်းပုံစံနဲ့ချင်းကပ်ခဲ့တာကောနော် hotel ကအရှုံးကြီးဖြစ်နေတဲ့စွတ်ပြတ်နေပြီဒါပေမဲ့တီနီယာကတော့နယူးယောက်ရဲ့အချက်ချဆုံးနေရာတစ်ခုပဲသူကဒီအလားအလာကိုမြင်ပြီး hotel ကိုဝယ်ဖို့ option ပေါ့ where you can go အရင်ဆုံးရောင်းယူခဲ့တယ်ဟုတ်ကဲ့ဒါပေမဲ့ဒီတဘောတူညီချက်ကတော်တော်လေးရှုံ့ထွေးခဲ့တယ် အဓိကစင်ခေါ်မှုက240အတွက်အခွန်ကင်းလွတ်ခွင့်ရဖို့မြို့တော်အာနာပိုင်းတွေကိုစီယုံရတာပဲအဲ့ဒါမရရင်ဘန်တွေကငွေမချေဘူးလေอืมချိတ်ဆက်နေတာပေါ့ဟုတ်တယ်ငွေမရရင်ဟိုတယ်ကိုกินလို့မရဘူးဆိုတော့ဒီနေရာမှာတူရည်ဇွဲလုံးလာနေညနိုင်နိုင်စွမ်းကတော်တော်အေးပါခဲ့တယ်နောက်ဆုံးမှာတော့ Hyatt Pension Prisca Meadows နဲ့ကျိုးတူပူပေါင်းနိုင်ခဲ့တယ်ဒီနေရာမှာမသားစရက်ကသူကအောက်ခြေဝင်းထန်းနေတဲ့အချိန်ဖြုံးမနေဘူး အဆုံးမြတ်ဖြစ်နိုင်တဲ့ J Brisker နဲ့ကိုက်ရိုက်ဆက်တွေ့ပြီးဆွေးနွေးခဲ့တာပဲ။ああဟုတ်ကဲ့ဒါရဟို maximize your options ကိုညီနိုင်မှုမှာအထုံးချထားတဲ့သဘောလို့ပြောလို့ရမယ်ထင်တယ်။ design မိုင်းမှာလည်းအညင်းပွားစရာဖြစ်ခဲ့တယ်နော်။မူလပိတုကပုံစံအဟောင်းကို manchet တွေနဲ့ဖုံးပစ်လိုက်တာကို wave ဖန်ကြရတယ်ဆိုလား။ဒါက enhance your location ဆိုတဲ့နီးဗျူဟာရဲ့တစိတ်တစ်ပိုင်းလို့ပြောလို့ရမလား။ဖြစ်နိုင်ပါတယ်။သူကအဲ့ဒီပစ္စည်းနေတဲ့ပတ်ဝန်းကျင်မှာ အဟောင်းအတိုင်းပြန်ပြန်လိုက်ရင်ဘာမှထူးမှာမဟုတ်ဘူးခိမီပြီးထင်ရှားပေါ်လွင်တဲ့ဒီဇိုင်းကသာလူတွေကိုဆွဲဆောင်လိုက်မယ်လို့ယုံကြည်ခဲ့ပုံရရတယ်ဟုတ်ကဲ့မန်နေနဲ့ဖုံးလိုက်တော့အနီးအနားကသမိုင်းဝင်အဆောက်အဦတွေရဲ့ပုံရိပ်တွေကဟိုတယ်မင်းနာစာမှာပြန်ဟက်နေပြီးထူးခြားတဲ့အမြင်အယုံကိုဖန်တီးပေးခဲ့တယ်လို့သူကဆောက်ထဲမှာစိုးထားတယ်ဒါကတော့ရင်းရင်းနဲ့ဆုံးဖြတ်ချက်တခုဖိခဲ့ပြီးနောက်ဆုံးမှာတော့ဟိုတယ်ကအကြီးကြီးအောင်မြင်ခဲ့တာပေါ့။နောက်ထပ်အထင်ကရစီမံကိန်းဟာတော့ Trump Tower ပါပဲ Fifth Avenue က Bondwood Teller Store ဆိုင်နေရာလေအဲ့ဒါကိုသူက Tiffany Tinia လို့တောင်းနာမည်ပေးခဲ့တယ်ဒါကသူ့ရဲ့ Think Big ဆိုတဲ့အတွဲကိုတကယ်ကိုအကောင့်ထဲပေါ်ရလို့ဆိုရမယ်ဒီနေရာမှာတဘိုးတူညီချက်တွေကပိုတောင်ရှုပ်ထွေးခဲ့တယ်နော်ဟုတ်ပါတယ်ဒါကတကယ်ကိုအလွာပေါင်းစုံညီနိုင်မှုတွေရဲ့ပြန်ရုပ်တစ်ခုပဲပထမဆုံး Bondwood Teller ရဲ့ငွေရဟွန့်ကို Chinisco ဆိုတဲ့ company စီကဝယ်ရတယ်อืมဒါမဲ့အောက်ခင်မီက Equitable Life ဆိုတဲ့ အာမခံကုမ္ပဏီကြီးကပိုင်နေပြန်ရောဆိုတော့သူတို့ကိုအကျိုးတူပူပေါင်းဖို့ဆွဲဆောင်ရတယ်ပြီးတော့အဆောင်အုပ်ကိုပို့ပြီးချီအောင်ဆောင်နိုင်ဖို့အတွက်ဘေးက Tiffany စိုးဆိုင်ပေါ်ကလေထုအခွင့်ရေး Air Rise ကိုဝယ်ဖို့လိုလာပြန်ရောဩလေထုအခွင့်ရေးအဲ့ဒါဘယ်လိုမျိုးလဲခင်ဗျာလေထုအခွင့်ရေးဆိုတာကကိုဘေးမှာကိုထနိုင်တဲ့အဆောင်အုပ်ရှိတယ်ဆိုရင်အဲ့ဒီအဆောင်အုပ်ပိုင်ရှင်စီနေနီသူတို့အဆောင်အုပ်အပေါ်ကလေဟာနဲ့လေယာကိုဝယ်ယူလိုက်တာ အဲ့ဒီလိုဝယ်ပြီးရင်ကိုယ်အဆောင်အုပ်ကိုအဲ့ဒီနေရာလော့အထိပုံမြအောင်ဒါမှမဟုတ်မြင်ပိုကျဲအောင်တရားဝင်စောက်ခွင့်ရသွားတာမျိုးကော့အာစိတ်ဝင်စားစရာပဲဟုတ်တယ်ဒါကို Tiffany Pension Water Hoving နဲ့ညှိနှိုင်းပြီးခေရခဲ့တယ်ပြီးတော့အဲ့ဒီအဆောက်အဦစောက်ခွင့်မရှိမဖြစ်လိုအပ်တဲ့မြို့ကအသေးလေးဒီကွက်ကိုလည်း Candel ဆိုတဲ့လူတယောက်ရှိကနေဝယ်ခဲ့ရသေးတယ်ဒီလိုလူပေါင်းစုံအဖွဲ့အစည်းပေါင်းစုံနဲ့တပြိုင်နက်ညှိနှိုင်းပြီးခိုးလိုချင်တဲ့ဖွန်ဆန်အတိုင်းဖျောက်လူဆောင်နိုင်ခဲ့တာကတော့သူ့ရဲ့ဇွဲညှိနှိုင်းနိုင်စွာနဲ့ ဟို maximize your options နည်းပြဟာကိုကောကောအတုံးချနိုင်တာကိုပြတာပါပဲဈေးဝက်တင်တဲ့အပိုင်းကလည်းစိတ်ဝင်စားဖို့ကောင်းတယ်သူက playing to fantasies စိတ်ကူးရမှုလေကိုဖြည့်စည်ပေးခြင်းဆိုတဲ့စကားလုံးသုံးခဲ့တယ်မှန်ပါတယ်သူကလူရည်ရအကောင်းဆုံးအခမ်းအနားဆုံးအထူးခြားဆုံးကိုလူချင်းနဲ့စိတ်ဆန္ဒကိုဖိမှတ်ထားခဲ့တာတည်နေတာရဲ့အရှိန်အဝါ definite location ပေါ့ design ရဲ့ထူးခြားမှု ပြီးတော့ trump ဆိုတဲ့နာမည်ရဲ့ဆွဲဆောင်မှု အဲ့ဒါတွေကိုပေါင်းစပ်ပြီးတော့အလွန်မြန်မာတဲ့ဇင်းနှုန်းနေနဲ့ရောင်းချနိုင်ခဲ့တယ်။ဒါက enhance your location ကိုအမြင့်ဆုံးတုံးချခဲ့တာလို့ဆိုရမှာပေါ့။ Atlantic City Casino လုံခြုံရေးအကြောင်းကိုလည်းအချင်းချုပ်လေးကြီးကြီးတဲ့မဲ့ထင်တယ်။ဒီမှာသူကအခက်အခဲကြုံနေတဲ့ Hilton ရဲ့ပိုင်ဆိုင်မှုကိုဝယ်ယူပြီး Trump's Castle အဖြစ်ပြောင်းလဲခဲ့တယ်ဆိုတော့ဒါကသူ့ရဲ့ပုံစံတစ်ခုလို့ထင်နေပြီလား။ ဟုတ်တယ်လို့ဆိုနိုင်ပါတယ်သူကအကြအတဲဖြစ်နေတဲ့ဒါမှမဟုတ်တန်ဖို့နည်းနေတယ်လို့ထင်ရတဲ့ပိုင်ဆိုင်မှုတွေကိုဝယ်ယူပြီးတော့သူရဲ့စီမံခန့်ခွဲမှုသူရဲ့အမတ်တန်စင်နဲ့ပြန်လဲဥမော့အောင်လှုပ်ဆောင်တတ်တဲ့နီးဖြူဟာကိုတုံးလိရှိတယ်။ဟေးတန်ကကာစီနိုလိုင်စင်မရလို့အခက်တွေ့နေတဲ့အချိန်မှာသူကဝင်ဝယ်လိုက်တယ်။ဟိုထရမ့်ပလာဇာမှာဟောလီဒေးမင်းစ်နဲ့အဆင်မပြေဖြစ်လာတော့သူတို့ရှယ်ယာကိုဝယ်လိုက်တယ်။ဟုတ်ကဲ့။ဒါတွေကအခွင့်ရေးကိုအယယူတတ်မှုနဲ့ ပြတ်သားမှုကိုပြတာပေါ့ပြီးတော့အိမ်ချမ်းမေလုပ်ငန်းအတွေ့အကြုံနဲ့လုံးကစားလုပ်ငန်းကြာကပေါင်းဆက်အကျိုးတက်ရမှုဆင်းရဲကြီးကိုလည်းသူကအထုံးဖြူခဲ့ပုံရပါတယ်ကောင်းပါပြီဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်လိုက်ရင် the art of the deal စာအုပ်ထဲမှာထပ်တလဲလဲပေါ်လွင်နေတဲ့အဓိကအချက်တွေကတော့ကြီးကြီးကျယ်ကျယ်စဉ်းစားခြင်းဇွဲလုံလာရှိခြင်းအခွင့်အရေးကိုအယာယူတတ်ခြင်းပြောင်းလဲပြည့်လွယ်ရှိခြင်း ကိုကိုကိုနဲ့ကိုထုတ်ကုံကိုအကောင်းဆုံးဖျောက်ကြောင်ရချင်းတခါတရံမှစွန့်စားရဲချင်းနဲ့လုပ်ငန်းစဉ်ကိုယ်တိုင်ကိုပျော်မွေ့ချင်းနေပဲဖြစ်မယ်ထင်ပါတယ်ခမလားဟုတ်ပါပြီနောက်ဆုံးအနေနဲ့နားဆင်သူတွေအတွက်စဉ်းစားစရာလေးတစ်ခုထပ်ပြောချင်ပါလေဒီစာအုပ်ကလေသမောတူညီချက်ပြုလုပ်ခြင်းကိုအနုကင်ညာတစ်ခုမွေးရပါအရေးချင်းနဲ့ဗီဇာစစ်ရရလက်တစ်ခုအဖြစ်အတော်လေးအလေးပေးပြီးဖော်ပြထားတာတွေ့ရတယ်ဟုတ်ကဲ့ဒါပေမဲ့ တဖက်မှာလည်းအသေးစိတ်အချက်လက်တွေကိုစိတ်စိတ်ဆက်ဆက်ဂရုစိုက်မှုဥပမာကုန်ကြစိတ်ထိန်းချုပ်တာဒီဇိုင်းကိုစိတ်တိုင်းကြဖြစ်အောင်လုပ်တာညှိနှိုင်းမှုမှာအသားစီးရမယ့်အချက်တွေကိုရှာဖွေအမျိုးလေးနဲ့မစုံမနစ်ဂျိုးပန်းအားထုတ်မှုခမတော်အခွင့်ကင်းလို့ခွင့်အတွက်နင့်နေကြည့်ပြီးဂျိုးပန်းခဲ့တာထရမ်တာဝါတော့မြေကွက်တွေလေတူအခွင့်ရေးတွေရောက်ဖို့မရမနေလှုပ်ဆောင်ခဲ့တာမျိုးကြီးကိုလည်းစာအုပ်တစ်လျှောက်လုံးမှာထင်ထင်ရှားရှားတွေ့နေရပြန်ရောอืมဟုတ်တယ်နော် ဆိုတော့ဒီစာအုပ်ရဲ့တင်ပြပုံအရစဉ်းစားစရာကတော့ဒီလိုအောင်မြင်မှုတွေရဲ့နောက်ွယ်မှာမွေးရပါအရေးချင်းနဲ့ဘီဇီးစိတ်ကဘလောက်အရေးပါလဲလို့သူကပုံဖော်ထားတယ်လေတစ်ချိန်တည်းမှာပဲလေးလာတင်ယူထားတဲ့နီးပြို့ဟာတွေအသေးစိတ်ဂယုဆိုင်မှုနဲ့ဇွဲလုံးလာကတော့ဘယ်တိုင်းတာအထိအရေးပါနေတယ်လို့ဒီစကြောင်းကပြနေတယ်လဲဆိုတာပါပဲဒီစာအုပ်ထဲကစကြောင်းအရာဒီနှစ်ခုကြားကဟန်ချက်ကဘလို့ရှိနေတယ်လဲဆိုတာကစိတ်ဝင်စားစရာစင်ကျင်စရာအချက်တစ်ခုဖြစ်ပါလေလို့ပြောချင်ပါတယ် ကောင်းလိုက်တဲ့အချက်ပါပဲဒီအတွင်းကြကြဆွေနွေမှုအတွက်အရင်အမြင့်စာသားကြီးပေးဖို့ရဲ့နားဆင်သူကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ